ကျွန်တော်ရဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါခင်ဗျာ ASM Knowledge Channel ကနေကြိုဆိုပါရစေ။ဒီကမှာတော့ကျွန်တော်ပရိသတ်တွေကိုမျှဝေပေးမှာကတော့ Auto Emergency Light ပေါ့နော်။အရေးပေါ်ကျွန်တော်တို့ Auto Me ပြုလုပ်တဲ့နည်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ဒီမီးသီးလေးချိတ်ဖို့ပေါ့နော်။အပေါ်ကချိတ်ကလေးပါနော်။ကျွန်တော်မီးသီးအဟောင်းကနေယူထားတာပါ။ဒါလေးကကျွန်တော်တို့ဟိုတနေ့ကဒီ အာသွင်မီဒီတဲ့ပေါ့နော်ပြက်နေတဲ့ဟာတွေကကျွန်တော်ဖြုတ်ထားတယ်ဒီ3.7ပို့နော် LED မီးပြားလေးဖြစ်ပါတယ်နော်အဲမီးပြားလေးကိုဒီအပေါက်ကနေခုလိုလေးနေရာယူတာပေါ့နော်နေရာလေးချပြီးရင်ကျွန်တော်တို့ဒီနတ်ကလေးတွေပေါ့နော်နတ်ကလေးတွေစုပ်လိုက်ပါမယ်ပြောနော်အဲရေရှည်လေးလည်းအသုံးပြုလို့ရအောင်ပေါ့နော် သူကဘလို့လှုပ်လှုပ်လဲဆိုရင်ကျွန်တော်တို့ဒီ ်မိလာနေရင်ဒီတက်ခဲကိုအာသွင်းနေမှာပေါ့နော်မိပြက်သွားတာနဲ့ကျွန်တော်တို့ဖွင့်စရာမလိုပဲနဲ့အော်တိုပေါ့နော်မိပြက်သွားရင်အော်တိုထပြီးတော့မိရဲ့လင်းပင်မှာဖြစ်ပါတယ်ဗျာနော်အဲဒါကြောင့်ကျွန်တော်ဒီ channel လေးကနေပြီးတော့ကျွန်တော်ရဲ့ပရိသတ်တွေအတွက်နော်ဘုသူဒ္ဓရဆရာအသုံးဝင်မဲ့အကြောင်းအရာလေးတွေကိုဆက်ဆက်မပြတ်ညဝေပေးနေပါတယ်လို့ကဲအားလုံးကျွန်တော် channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးတွေလုပ်ပြီးတော့အားပေးကူညီလို့ရပါတယ်ခင်ဗျာ ကဲနှစ်ကလေးကတော့ကျွန်တော်နှလုံးလောက်ပဲတတ်လိုက်တော့မယ်နော်လေးလုံးဆက်လုံးမတတ်တော့ဘူးပြန်နော်သူကဝိတ်လည်းတိတ်မရှိဘူးဆိုတော့နှလုံးလောက်ထိရင်ရပါတယ်နော်ကျွန်တော်ထပ်လိုအပ်တဲ့ပစ္စည်းလေးတွေကကျွန်တော်တို့ဒီ PC 547 transistor လေးတစ်လုံးလိုမယ်နောက်တစ်ခါ 1N4007 ပေါ့နော် diode ကလေးတစ်လုံးလိုမယ်နောက် 1kΩ resistor လေးတစ်လုံးလိုပါမယ်เนาะ circuit center ကတော့အဲ့ဒါပါပဲเนาะညများစားစားမပါပါဘူးဗျနောက်တစ်ခါဒီတခဲကတော့3.7ပေါ့ဗျာเนาะခါတိုင်းသုံးနေကြပါเนาะလက်တီယံတခဲလေးတစ်လုံးသုံးမယ်နောက်တစ်ခါ charging လုပ်ဖို့အတွက် phone adapter လေးပေါ့เนาะဒါ phone adapter ကတော့ကျွန်တော်တို့မိတ်ဆွေတွေလူတိုင်းလိုလိုရှိပါတယ်เนาะကဲဆိုရင် circuit လေးစပြီးတော့ဆင်ကြည့်အောင်เนาะ အရင်ဆုံးဒါကနော် BC 547ပါနော် BC 547 transistor လေးပါသူက NBN အမျိုးအစားဖြစ်ပါတယ်နော်အဲ့ဒီမှာကျွန်တော်တို့ circuit ဆင်ရတာရှင်းလင်းလွယ်ကူအောင်ကျွန်တော်ဒီအပြင်နှစ်ချောင်းပေါ့နော်ခြေတော်ကလေးတွေကိုကျွန်တော်အဲ့ဒီတိုင်းလေးကိုလိုက်ပါမယ်နော်သူရဲ့ကျွန်တော်တို့ပင်ရေတွက်ပုံကတော့ပထမဆုံးဒီလေဝဲဘက်က collider layer base ညာဘက်က emitter ပေါ့နော် CBE ပေါ့ဗျာနော်အတူကောက်ဒါက1 kilo only ဖြစ်ပါတယ်အကျ1 kilo only ကဘယ်မှာဆက်မလဲဆိုရင်ဒီ transistor ရဲ့11ပေါ့နော်11 base ဖြစ်ပါတယ် base နဲ့1 kilo only ကိုကျွန်တော်အရင်ဆုံးဒါခဲတုတ်ပြီးတော့ဆက်လိုက်မှာဖြစ်ပါတယ်ဗျာနော်ခဲတူရခါမှာလည်းကျွန်တော်တို့ဒီ resistor 6ရောက်လေးတွေလို့နော် transistor 6ရောက်လေးတွေကိုခဲလေးရင်ကျွေးပြီးမှခဲတူတာပို့ပြီးတော့အဆင်ပြေပါတယ် ကဲဆိုစပြီးတော့ဒါ circuit set မှာကြီးပြန်နော် transistor ရဲ့ base နဲ့1 kilo ohm လေးနဲ့ဆက်လိုက်တာဖြစ်ပါတယ်ဒါလေးကကျွန်တော်တို့ 1N4007 diode ဖြစ်ပါတယ် တိုင်အုပ်ကိုလည်းကျွန်တော်တို့လိုသလောက်ပဲယူပြီးတော့ channel ပိုင်းလေးတွေကျွန်တော်ကတော့တိုင်ပြီးတော့ဖြတ်လိုက်မယ်ပေါ့နော်ဒါမှရှင်းရှင်းလင်းလင်းလေးဖြတ်သွားအောင်သူ့ကိုလည်းကျွန်တော်ခဲလေးနဲ့နဲ့တော့ကျွေးလိုက်ပါမယ်နော် PND pin ဆက်ပုံဆက်နီးကတော့ကျွန်တော်တို့ဒီ transistor ရဲ့11 base နဲ့ဒိုင်အုပ်ရဲ့အနှုတ်ပေါ့နော်ဒိုင်အုပ်အနှုတ်ဆိုတာကအဖြူရဲ့ပါတဲ့ဘက်ပါနော် ့ 1k လေးရတောင်ပြန်ပြုတ်ပြီးတော့မှကျွန်တော်ပြန်တို့တော့မယ်နော်ဒီတိုင်းအုပ်လေးပဲအရင်တို့လိုက်တော့ကဲနောက်တစ်ခါခဲတို့မှာကကျွန်တော်တို့ဒီ Thorsa Star ရဲ့နော် Emitter ပေါ့နော် Emitter နဲ့တိုင်းအုပ်ရဲ့အပေါင်းနဲ့ဆက်ပါတယ်ဒါကခုနပြုတ်သွားလို့ပါနော် 1k လုံးလေးပြန်ပြီးတော့ပြန်ပြီးတော့တတ်တာဖြစ်ပါတယ်နော်ပြုတ်ကြသွားလို့ကပစ္စည်းကနော်ဒါပဲမြန်မြန်ဆဆဘာမှမပါဘူးနော် ဒါ LED နဲ့တွဲတော့မယ်အဒီမှာလဲ1 kg only 6တော့အရန်ရှင်းနေရင်နော်ခြားခြားဒီ wire တွေပါရင်လည်းမထိအောင်ပဲဗျာနော်လိုအပ်တဲ့လောက်တွေပဲကျန်တဲ့ဟာတွေဖြတ်ပြလိုက်မှာပေါ့နော်စက်ပုံစနီးကကျွန်တော်တို့ဒီ1 kg only နဲ့ဒါ LED ရဲ့အပေါင်းနဲ့နော် LED ရဲ့အပေါင်းပါနော်အပေါင်းနဲ့ဆက်တာဖြစ်ပါတယ် အင်မတန်မှသာရိုးရှင်းလွယ်ကူပါလေပြနော်ကျွန်တော်ဒီပရိသတ်တွေစိတ်ဝင်စားရင်ပေါ့နော်ဒီမိထဖွင့်ရတာပြင်းတယ်ဆိုရင်ဒီ cycle လေးဆင်ပြီးတော့သုံးလို့ရပါတယ်နောက်တစ်ခါထား transistor ရဲ့ collider နဲ့ LED ရဲ့အနှုတ်ပေါ့နော် LED အနှုတ် transistor ရဲ့ collider နဲ့ဆက်တာဖြစ်ပါတယ်ဒါက USB ကြိုးလေးပါပြနော် USB ကျိုးကဘယ်လိုဆက်မလဲဆိုရင်သူ့ကိုလည်းခဏကအတိုင်းပဲ USB ရဲ့အပေါင်းက1 kilo only နဲ့ပေါ့နော်ခဏက LED အပေါင်းဆက်တဲ့နေရာပေါ့ဗျာနော်ဒါအနီရောင်ကျိုးလေးတွေပါပဲနော်မှားစရာတော့မရှိပါဘူးနောက်တစ်ခါဒီ USB ရဲ့အနှုတ်ကိုကျတော့ကျွန်တော်တို့ခဏကဒီ transistor ရဲ့ base ပေါ့နော် transistor ရဲ့11ပေါ့ဗျာ base နဲ့ဒါ USB အနှုတ်နဲ့ဆက်လိုက်တာဖြစ်ပါတယ် ဲဒါတက်ခဲပဲကျန်တော့နော်တက်ခဲရတာ3.7တက်ခဲလေးဖြစ်ပါတယ်တက်ခဲရလဲကျွန်တော်တကယ်ချင်းနေအိမ်ကုန်ရှိရင်တော့အိမ်ကုန်ပေါ့ပြကျွန်တော်ကတော့ဒါအလွယ်တကူပဲနော်ဒါပထရီရဲ့အနှုတ်ပဲနော်အနေရောင်ဝါယာကျိုးလေးကျွန်တော်ကတော့ခဲတုပ်ပြီးတော့သုံးလိုက်မှဖြစ်ပါတယ်။ဒါကဘက်ထရီရဲ့အပေါင်းဘက်ဖြစ်ပါတယ်။ အရင်ဆုံးသာတခဲလေးကိုခဲထုတ်လိုက်တာပါနော်ကဲပြီးရင်သာဝါရသွားဆက်တော့မယ်ခုနကဆက်ကစ်ကိုဆက်ပုံဆက်နီးရမှားเสียမှရှိဘူးဒါဘက်ထရီအပေါင်းအနီရောင်ရိုးကခုနက 1K ပေါ့နော်အားလုံးအနီရောင်ရိုးတွေစုံတဲ့နေရပါနော်ဘက်ထရီအပေါင်းရဲ 1kΩ ရဲထပ်ပြီးတော့ဆက်ပါတယ်အဲဆိုနောက်ဆုံးတစ်ခုကျန်တာဘက်ထရီရဲ့အနှုတ်ပေါ့နော်ဒါအနဲ့ရောင်ဂျိုးလေး ဘက်ထရီရဲ့အနှုတ်ကဘယ်သွားဆက်မလဲဆိုရင်ခုနကထရန်စစ်တာရဲ့အီမက်တာပါနော်ညာဘက်အစွန်ဆုံးကဒါအီမက်တာနဲ့ဘက်ထရီရဲ့အနှုတ်နဲ့ဆက်ရင်ဒါအလုံးပြီးပါပြီကဲဒါဆိုရင်ဒါကမီးမလာသေးဘူးဆိုတဲ့အခြေအနေမှာဒါမီးရဲ့လင်းနေတော့ပါမယ်နော်မီးစလင်းနေပါပြီအဲ့ကြတော့အများရန်မလင်းနိုင်ဘူးဆိုရင်တော့ဒီဘက်ထရီ ပထမရက်ဒီအပေါင်းကျိုးနေရာကိုပေါ့နော်ဂျားထဲမှာခလုတ်ကလေးထည့်လိုက်ရင်ရပါပြီနော်ကျွန်တော်ကလောလောဆယ်ခလုတ်လေးမရှိလို့နော်ရက်ဒီတိုင်းဓာတ်ရိုက်ဆက်ထားမယ်ဆိုရင်တော့ तू ကမီးပြက်သွားရင်အမြဲတမ်းလင်းနေမှာပဲနော်မီးလာရင်တော့အော်တိုပိတ်သွားမှာပေါ့နော်ဒါကအော်တိုဆိုတော့နော်တကယ်လို့ကျွန်တော်တို့မီးမလာလဲမလင်းညင်သေးဘူးပေါ့နော်မလင်းညင်မှုဆိုရင်တော့ဂျားထဲမှာဒီတခဲနဲ့ဂျားထဲမှာခလုတ်ကလေးတစ်ခုထည့်လို့ရပါတယ်နော် ါကတော့မီးမလာတဲ့အချိန်လေးအမြဲတမ်းလင်းနေမှာပါနော်ကဲဒါဖုန်းအက်ဒပ်တာလေးကျွန်တော်စမ်းကြည့်ပါမယ်နော်ကဲပါဝါဖွင့်လိုက်မယ်နော်ကဲဒါမီးလာပြီမီးလာပြီဆိုရင်မှိတ်သွားမှာပေါ့နော်မီးလာရင်မှိတ်သွားမယ်ချက်ချင်းလောက်နေမှာလို့ပေါ့နော်တခဲကိုလည်းအားသွင်းနေမယ်နောက်တစ်ခါမီးပြက်ကြည့်မယ်ပေါ့နော်အဲဒါမီးပြက်သွားရင် အလိုလိုထလင်းတာပေါ့နော်အဲ့ဆိုရင်စက်ကလည်းရိုးရှင်းပါတယ်အလုတ်လုတ်ပုံကလည်းဒါရိုးရိုးရှင်းရှင်းလေးပါပဲเนาะကျွန်တော် ရိသတ်တွေစိတ်ဝင်စားရင်ဝါသနာပါရင် လိုက်လို့ကြည့်လို့ရပါတယ်အဆင်မပြေတာရှိရင်လည်းမေးလို့ရပါတယ်ဗျာနော်ကျွန်တော်ပြန်ပြောပေးပါမယ်ဗျာနော်ကဲအားလုံးအဲ့ဆိုရင်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုလေးတွေကိုအများတန်းနောက်ကြည့်ရှုအားပေးနေတဲ့ကျွန်တော်ရဲ့ပရိသတ်တွေတူချင်းတယောက်ချင်းတွေကိုအထူးပဲကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးတော့နော်အားလုံးအဆင်ပြေကြပါစေခင်ဗျာ